အလန်ဆာဖရီကစ်ကိုနဲ့အိုင်ဗရီကော့ကိုကဘာပလာကိုပြန်ခေါ်ဆောင်လာတဲ့အမတ်မန်ချက်စတာအသင်းရဲ့ကစားမတူဖြစ်တဲ့အမတ်ဂျီယာလိုဟာနိုင်ငံလေဝင်းစင်အသင်းအတွက်ခြေစွမ်းပြကစားခဲ့ပြီးနောက်မှာအိုင်ဗရီကော့အသင်းကိုကဘာပလာပွဲစဉ်တွေစီပြန်လည်ရောက်ရှိစေဖို့ကူညီပေးခဲ့ပါတယ်၂၀၂၆ခုနှစ်မြောက်အမေရိကမှာအင်ရှင်ဖြင့်လက်ခံကျင်းပမယ်ကဘာပလာပွဲစဉ်တွေအတွက်ခြေစစ်ပွဲတွေကိုရှင်ပြန်ကစားကြမှာအမတ်ဂျီယာလိုလို United ကျယ်ဝင်များစွာပါဝင်နေပြီးတော့အာရှနဲ့တောင်အမေရိကဘက်ကအသင်းအနေနဲ့လည်းခြေစစ်ပွဲအောင်မြင်ပြီးဖြစ်ပါတယ် အာဖရိကခြေစဝဲနောက်ဆုံးပွဲအဆင့်များမှာတော့ကိမာရီအသင်းအားသူတို့ရဲ့တမိုင်းတေရှောင်းပထမဆုံးကမ္ဘာပလောင်းဝင်ဝင်ကိုရရှိခဲ့ပြီးယူနိုက်တက်ကစားပါနှုတ်ဖြစ်တဲ့ဘရိုင်ယန်အန်ဘိုမိုနဲ့အန်ဒရီအိုဒနာတို့ကတော့ပလေးအော့ဖ်ပွဲတွေကနေတဆင့်ကင်မရွန်အသင်းအတွက် ခြေစစ်ပွဲအောင်မြင်မှုအတွက်ဆက်လက်တိုက်ပွဲဝင်ရမယ့်အခြေအနေနဲ့ရင်ဆိုင်စေခဲ့ပါသည်။သို့တော်လည်းအသက်23နှစ်အရွယ်အာမက်တီယာလိုအတွက်ခြေနေကတော့ကွဲပြားခြားနားခဲ့ပြီးသူကအမေရိကအသင်းအတွက်ကွာဘလာပွဲစဉ်ဝင်ဝင်ရဖို့အတွက်ကူညီပေးခဲ့ပါသည်။အမေရိကရဲ့နောက်ဆုံးပွဲစဉ်ဟာကင်ညာနဲ့ကစားခဲ့ရပြီးတော့အုပ်စုထိပ်ဆုံးနေရာအတွက်ဂါဘွန်အသင်းနဲ့အပြိုင်ဖြစ်နေခဲ့ပါသည်။အမေရိကအနိုင်ရမှာသာလိုလျောက်ခြေစစ်ပွဲအောင်မှာဖြစ်ပြီးတော့ကင်ညာကို3ခုစီးလို့နဲ့နိုင်ရရှိခဲ့တာကြောင့်ခြေစစ်ပွဲအောင်မြင်ခဲ့ပါသည်။စင်ပြေတော်များလိုတင်စားခေါ်ခဲ့ကြတဲ့အမေရိကအသင်းဟာပွဲစောပိုင်းမှာနေခြေစွမ်းများခဲ့ပြီးပွဲအချိန်ခေါင်းနဲ့မှာနေအာမက်တီယာလိုကကပတိန်ဖရန်ကန်စီအတွက်အဖွင့်ကိုဖန်တီးပေးခဲ့ပါသည်။ ဒုတိယပိုင်းမှာအာမီလိုင်းဆန်ကယန်တီလိုမန်ဒီရဲ့တွင်းကုန်းနဲ့အတူဦးဆောင်ကိုထိရခဲ့ပြီး၈၄မိနစ်မှာအာမက်တီယာလိုကပြည်တံဘောကနေဂိုးသွင်းယူကရလက်ကိုအပိသက်အတီးပြူပေးခဲ့ပါရင်ဒီဖရီကစ်တွင်းကုန်းမှာအာမက်တီယာလိုဟာပရိုမရှင်နယ်ချက်ချပဲဘောလုံးကိုဂိုးရီယာပြင်ပန်းနာခါနေဂိုးပေါ့ရဲ့အောက်တိုးကြောက်ချိုးချချကိုကန်သွင်းယူခဲ့တာဖြစ်ပါရင်ဒီလိုရလက်ကြောင့်ဂါဘွန်အသင်းရဲ့ဘရိုနီကိုတူးစင်းတဲ့နိုင်ရရှိမှုဟာအမေရိကကိုကြော်တက်ဖို့မလုံလောက်ခဲ့ပေမယ့်စင်မီရောများဟာဆယ်နှစ်ကြာကွာဘလာပွဲစီရီနဲ့ဝေးကွာနေခဲ့ပြီးတဲ့နောက်ကွာဘလာပွဲစီရီပြန်လည်ဝင်ရောက်နိုင်ခဲ့ပါရင်ယူနိုက်တက်မှာတိုင်းစစ်ပိုင်းကစားမရဲ့ခြေစွမ်းအတက်ကြရှိနေတဲ့အချိန်မှာအာမန်ရဲ့ပုံစံကောင်းရနိုင်မှုဟာအသေ င်းကိုအားကောင်းစေခဲ့ပြီးအထူးသဖြင့်နေပြရုံမင်းအန်ဝရဲ့နေစနစ်အတွက်တောင်ပိုင်းတိုင်းစစ်နေရာမှာပို့ပြီးတော့အသက်ဝင်ဆင်နေပါတယ်။ဒါအပြင်သူဟာကမ္ဘာလားခြေဆဲပွဲလို့ဖျားများတဲ့ပွဲဆင်နေမှာတော့ဂိုးတင်နိုင်စွမ်းရှိကြောင်းတသက်ပြခဲ့တာကြောင့် United ကသူ့ကိုပုံမော်ခွင့်ပေးပြီးအားကိုးဖို့တင်တော်နေပါတယ်။တိုးတော်လည်း United ရဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပရီးမီးယားလိဂ်ပွဲဆင်နေမှာစဉ်ဆက်မပြတ်ခြေဆွမ်းပြနိုင်မှုလို့အောက်မှာဖြစ်ပြီးသူ့ရဲ့နိုင်ငံခြေဆွမ်းကိုကလပ်အသင်းအတွက်ပါပြေးဝယူဆောင်လာနိုင်မယ်ဆိုရင် United တိုင်းစစ်အတွက်အရေးပါတဲ့အားထားကစားမှဖြစ်လာနိုင်ပါတယ်။